်မင်္ဂလာပါမနက်ပြန်ခொနီယာသားသမီးများတို့အတည့်ရတာဆောင်းအောင်ရှောင်းအောင်များကိုစတင်ပြောကြားပေးပါတော့မယ်တနင်္ဂနွေသားသမီးများတို့ယနေ့မှာတော့စိတ်ချမ်းသာစရာတွေဝမ်းသာစရာတွေတည်င်းကောင်းတွေနဲ့အပြည့်နေ့တစ်နေ့တွေဖြစ်ပါတယ်ဘာပဲလုပ်လို့ရဲတင်းတင်းတာလုပ်ပေးပါကံအခွင့်အလမ်းအထူးကောင်းတဲ့နေ့တွေဖြစ်ပါတယ်အခြေအိမ်တော်ကြီးမှာတော့အထင်တွဲစရာများနဲ့ကြုံတွေ့ရတတ်ပါတယ်ခြေထောက်တစ်ဖက်မှာထိခိုက်တံရရတတ်ပါတယ် ေးခွန်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရောင်းတော့အဝါရောင်နဲ့ရွှေဝါရောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိရဲ့ဖျံမှာနန္တတိကလို့ပူဇော်ပေးပါ။တနင်္လာသားသမီးများတော့ယနေ့မှာတော့အလုပ်ကိစ္စငွေကြေးကိစ္စများနဲ့ပတ်သက်ပြီးတော့အထူးသတိထားဆောင်ရွက်ရမယ့်နေ့လေးဖြစ်ပါတယ်။စတူရှယ်ယာကိစ္စများအထူးအောင်မြင်မယ့်နေ့လေးဖြစ်ပါတယ်။ရွှေအလပအမှုပညာနဲ့ပတ်သက်တဲ့ပစ္စည်းများဝင်လာတတ်ပါတယ်။လက်တစ်ဖက်မှာထိခိုက်တံရရတတ်ပါတယ်။ အချိန်ရေးမှာတော့တာယာနေပါလိမ့်မယ်63ပါတဲ့ကနေများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အပြာရောင်နဲ့အပြာရဲ့ရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိရဲ့အဖေမှာပဲကိတ်ကတ်လို့ပူဇော်ပေးပါအင်္ဂါသားသမီးများတို့ယနေ့မှာတော့ဝမ်းသာစရာအောင်မြင်မှုတွေဇက်တိုက်ကြုံတွေ့ရပါမယ်ရွှေရေသနာအလှကုံအလှပြင်ဆိုင်အမှုပညာနဲ့ပတ်သက်တဲ့အလုပ်များအထူးအောင်မြင်ပါလိမ့်မယ်ကိုလိုက်ရရန်တာမျိုးတွေဖြစ်တတ်ပါတယ် နှစ်ကိုးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရာတော့အဝါရောင်နဲ့ရွှေဝါရောင်ဖြစ်ပါတယ်။ရေရာအနေနဲ့ကတော့မိမိရဖျံမှာစီမီးငားတိုင်ကတ်လို့ပူဇော်ပေးပါ။ဘုံတော်ဦးသားသမီးများတို့ယနေ့မှာတော့အလုပ်တွေတို့လို့တန်းလာနေဖြစ်နေတတ်ပါတယ်။ဆုံးပြတ်ခတ်တဲ့အခြေအနေအကျက်သေးတွေနဲ့ကြုံတွေ့ရတတ်ပါတယ်။အိမ်တော်ကြီးမှာတော့အထင်မြင်တွဲစရာများနဲ့ကြုံတွေ့ရတတ်ပါတယ်။လေထိုးလေအောင်ဖြစ်တတ်ပါတယ်။အခြေအနေမှာတော့စကားများညှင်းခုန်နေရတတ်ပါတယ်။ ၄၆ပါရဂရမ်များအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့ရွှေဝါရောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိရဖျားမှာကော်ပြန့်ကြော်ကတ်လို့ပူဇော်ပေးပါ။ကြာရပရိသတ်မိများဆိုရင်ယနေ့မှာတော့ရည်ရွယ်ထားတဲ့လုပ်ငန်းများကိုရဲတာလုပ်ပေးပါ။မုတ်ချအောင်မြင်မဲ့နေ့လေးဖြစ်ပါတယ်။ချစ်တူစရာလေးပြီးတော့လက်ဆောင်ရတတ်ပါတယ်။ကံအခွင့်လန်းအလွန်ကောင်းတဲ့နေ့လေးဖြစ်ပါတယ်။နေထိုးလျောင်ပြည့်တတ်ပါတယ်။ လေးကိုပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့အောင်တော့အနီရောက်တဲ့ချက်တွေးအောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိရဖျားမှာဖြော်ရီကတ်လို့ပူဇော်ပေးပါ။တောက်ကြသားသမီးများတို့ကယနေ့မှတော့ငွေကန်ရွှေကန်အလွန်ကောင်းတဲ့နေလေးဖြစ်ပါတယ်။မိတ်ဆွေရင်ဆရာရင်များနဲ့ပတ်သက်ပြီးတော့စိတ်ညစ်ဆရာစိတ်ချုပ်ဆရာများကြုံတွေ့ရပါလိမ့်မယ်။ချစ်သူစီကနေပြီးတော့တည်င်းကောင်းကြားပါလိမ့်မယ်။ဆွေမျိုးသားချင်း လောက်ငယ်သားများနဲ့ပတ်သက်ပြီးတော့မင်္ဂလာသတင်းများကြားသက်ပါတယ်။စီးမျက်စိဒုက္ခပိသက်ပါတယ်။နှစ်လေးပါတဲ့ကရမ်းများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဖြူအောင်ဖြစ်ပါတယ်။ယေရီယာအနေနဲ့ကတော့မိမိရဲ့ဖခင်မွေးကားကတ်လို့ပူဇော်ပေးပါ။စနေသားသမီးများတို့ယနေ့မှာတော့အလုံမှာမျှော်လင့်မထားတော့အောင်အောင်မြင်သုံးသပ်မှုများနဲ့ကြုံတွေ့ရပါမယ်။မွေးကံကြေးကံလည်းအလွန်ကောင်းတဲ့နေ့လေးဖြစ်ပါတယ်။အဖဖကနေပြီးတော့ကံအခွင့်လမ်းအလွန်ကောင်းပါတယ်။ ။ဘာပဲလုပ်လို့ရဲတာလုပ်ပေးပါ။ဘိုက်အောင်ဘိုက်နာ ဖြစ်တတ်ပါတယ်။အချင်းရင်းမှာတော့ตายရနေပါလိမ့်မယ်။နှစ်လေးပါတဲ့ကနေများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရောင်းတော့အဖြစ်ရောင်းတဲ့ငွေရောင်းဖြစ်ပါတယ်။ရဲတဲ့အနေနဲ့ကတော့မိမိရဲ့အဖြစ်မှာကောင်းခြင်းမောင်းကတ်လို့ပူဇော်ပေးပါ။အားလုံးကျမ်းမှချမ်းသာကြပါစေ။